အလောအလောမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုပါရစေကျွန်တော် channel ကိုအစဉ်အားပေးနေတဲ့ကျွန်တော်ရဲ့ project တွေအားလုံးအလောက်ကိုင်းစင်ပြေကြပါရဲ့လားကျွန်တော်ပေါ်ပြပေးနေတဲ့အလောက်ကိုင်းခွန်းလန်းတွေနဲ့ပတ်သက်ပြီးတော့မှတ်ချက်တစုံတရာပေးခြင်းနဲ့ဆိုရင် comment box မှာလွတ်လပ်စွာတွားပြီးတော့မှန်ခဲ့ပေးပါတအားသူရေးပြန်လည်ပြီးတော့အဖြေရှာကူပေးဖို့အဆန္ဒရှိပါတယ်လို့ဒီကနေ့ကတော့25ရက်နေ့6လပိုင်းအတွက် ထက်မှန်ဖိတ်ခေါ်ထားတဲ့အလောက်ကိုင်ခွလန်းတွေကိုပေါ်ပြပေးတော့မှဖြစ်ပါတယ်။ဆုံးတီးလိုက်ပါလေးလာဖို့ဖိတ်ခေါ်ပါတယ်နော်။ဟုတ်ကဲ့ပထမဆုံးမိတ်ဆက်ပေးခြင်းနဲ့ organization ကတော့ SKT ဆိုတဲ့ organization ဖြစ်ပါတယ်။အလောက်ကိုင်ခွလန်းဒီကနေ့အတွက်၅ခု position ၅ခုဖိတ်ခေါ်ထားတာရှိပါတယ်။အဲဒါတော့အားလုံး mon state အတွက်ပဲပေါ့နော်။ mon ပြည်နယ်အတွက်ပထမဆုံး position တစ်ခုကတော့ project and procurement assistant အဲ grade E1 ဆိုပြီးတော့ အဲ position ခေါ်ထားပါတယ်နောက်တစ်ခု position ကတော့ fee mobilizer နော်နောက် position တစ်ခုကတော့ project officer နောက် position တစ်ခုကတော့ finance assistant နောက် position တစ်ခုကတော့ mail assistant grade E1 ဆိုပြီးတော့ကျွန်တော်တို့ SKT organization ကမော state အတွက်ကို position ၅ခုပြခေါ်ထားတာတွေ့ရပါတယ်လို့ now organization တစ်ခုကိုကြည့်မယ်ဆိုရင်လပြည့်ကျယ်ကလည်း position 3ခုပိတ်ခေါ်ထားတာရှိပါတယ်ပထမဆုံး position ကတော့ကျွန်တော်တို့ security ဖြစ်ပါတယ်ပသိမ်အတွက်ဖိတ်ခေါ်ထားတာဖြစ်ပါတယ်ဒုတိယ position ကတော့မိထီလာအတွက်ကျွန်တော်တို့အာ position က fraud tax facilitator ဆိုတဲ့ position ဖြစ်ပါတယ်နောက် position တစ်ခုကတော့ရန်ကုန်အတွက်ဖြစ်ပါတယ်လို့ HR officer ဖြစ်ပါတယ်နောက် organization ကတော့ ICRC ဖွဲ့ကနေကျွန်တော်တို့မြစ်ချီနာအတွက်ဖိတ်ခေါ်ထားတဲ့ position ကတော့အဲအတူကောက်တွေနာမည်ဖော်ပြထားတာเนาะကျွန်တော်တို့ ECOSEC ဆိုပြီးတော့ကချင်ဆိုပြီးတော့ position ဖိတ်ခေါ်ထားတာရှိပါတယ် DRC organization ကလည်းရန်ကုန်တွဲနှစ်ခုဖိတ်ခေါ်ထားပါတယ်ပထမ position ကတော့ consultancy service localization and partnership advisor ဆိုပြီးတော့ position တခု DRC ခေါ်တာနောက်တစ်ခုက DRC ထပ်ဖိတ်ခေါ်ထားတဲ့ position ကတော့ရန်ကုန်တက်ပဲတမဲ position ကတော့ consultancy service government alliance ကျွန်တော်တို့ဒီအစိုးရတွေနဲ့ဆက်ဆံပြည်စုဆက်ဆံဖို့အတွက်အဲကျွန်တော်တို့ဝန်ဆောင်မှုပေးရမယ့် position ဖြစ်ပါတယ်လို့ဟုတ်တော့နောက်တစ်ခုကတော့ဒီ union organization ကလည်းမန္တလေးနဲ့အဲမြင်းချံမန္တလေးနဲ့မြင်းချံအတွက်ကို uh, clinic associate ဆိုတဲ့ position ခေါ်ထားပါတယ်လို့နောက်တစ်ခုကတော့တဝင်းခရာနော်တိုက်ကြီးရန်ကုန်အတွက်ကိုကျွန်တော်တို့ peer educator ထပ်ပြီးတော့ခေါ်ထားတယ်ဖိတ်ခေါ်ထားတာရှိပါတယ်လို့ပြီးတော့ MHAA ကလည်း headquarter ရန်ကုန်အတွက်ကို program consultant ဆိုတဲ့ position ဖိတ်ခေါ်ထားတာရှိပါတယ် နောက်ဖက်စီတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင် MSI organization ကလည်းနှစ်ခုဖိတ်ခေါ်ထားပါတယ်ပထမတစ်ခုကတော့ dewey dewey location အတွက်ကိုကျွန်တော်တို့ center in chuck position ခေါ်ထားတာရှိပါတယ်လို့နောက်နောက်တစ်ခုကတော့ namsan အတွက်ကိုကျွန်တော်တို့ finance assistant position ခေါ်ထားတာရှိပါတယ်ဟုတ်နောက်ထပ် position not organization ကတော့ MEM organization ကရန်ကုန်တဲ့ position ကိုခုခေါ်လာပါတယ်ပထမတစ်ခုကတော့ medical doctor position ဖြစ်တယ်နောက်တစ်ခုကတော့ medical doctor clinic team leader ဆိုတဲ့ position ဖြစ်ပါတယ်နှစ်ခုပေါ့နော် MEM ကနှစ်ခုပဲခေါ်ထားပါတယ် not organization ကတစ်ခုကတော့ ACF ကတော့စစ်တွေ location အတွက်ကိုကျွန်တော်တို့ head and nutrition team leader ဆိုတဲ့ position ပဲခေါ်ထားတာရှိပါတယ် notat organization ကတော့ SCH organization က sortation state ကို mobile medical assistant position ခေါ်ထားပါတယ်။နောက်တစ်ခုကတော့ RI organization ကရခိုင် state ကို head project officer ပဲခေါ်ထားတာရှိပါတယ်။နောက်ထပ် organization ကတော့ attack မြန်မာကတော့ရခိုင် state အတွက်ကိုကျွန်တော်တို့ protection officer ပဲခေါ်ထားတာရှိပါတယ်။နောက်ထပ်နောက်ဆုံး organization တကူကတော့ SCI ကတော့ head office ရန်ကိုအတွက် position location အတွက်ကိုကျွန်တော်တို့ education advisor ဆိုတဲ့ position ကိုကျွန်တော်တို့တည်တည်ပေးခေါ်ထားတာရှိပါတယ်ဒီကနေ့ကတော့ကျွန်တော်တုံတက်ချက်တလို့ဆိုရင်ဒီအဲစီပိုင်းဆိုင်ရာနဲ့တက်ဆိုင်တော့အဲနော်စီပိုင်းဆိုင်ရာကျွမ်းကျင်မှုနဲ့တက်ဆိုင်တဲ့အလောက်ကင်ခွလန့်နေတော်များပါတယ်ကျွန်တော်တို့အဲဒီ ဒီပိုင်းဆိုင်ရာနဲ့သက်ဆိုင်တဲ့အလုတ်ကင်ခွလန်းတွေကိုရှာဖွေနေတဲ့ကျွန်တော်တို့ရဲ့အဲမိတ်ဆွေညီကိုကျွန်တော် channel ပရိသတ်တွေအတွက်ဆောက်ထားတဲ့လောက်ကင်ခွလန်းတွေဖြစ်ပါတယ်သူရဲ့ deadline တွေကိုလည်းကျွန်တော်တို့တစ်ချက်တတိထားပြီးတော့ကျွန်တော်တို့ဒီပေးပို့ရမယ့် mail လိပ်စာတွေပေးပို့ရမယ့်ကျွန်တော်တို့အဲ subject title တွေတချို့ ingo မှာတက်မှတ်ထားတာရှိပါတယ်ဆောက်ထားမယ်ဆိုရင်တိစိတ်တက်ပြီးတော့လေ့လာပေးဖို့အဲ အတိပေးပါရစေနော်ကျွန်တော် channel လေးကိုအဆင်အမြတ်အားပေးနေတဲ့ကျွန်တော်ရဲ့ချစ်မိတ်ဆွေတွေကျေးဇူးတင်ပါတယ် channel လေးကိုလည်း like share and subscribe လုပ်တာပေးဖို့လည်းမေတ္တာရက်ခံပါရနော်အဲကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်